ဒီကျွန်တော်ကျွန်တော်တို့မြန်မာပြည်ကျစ်လောကမှာဆိုလို့ရှိလို့ရှိရင်ဒီချစ်ဖောက်တဲ့ချစ်ဖောက်တာနဲ့ပတ်သက်ပြီးတော့အယူဆတွေကတော့အမြင်နဲ့ကွဲနေမှာပဲချစ်ကိုကွဲတာပဲကွဲတာဖောက်တဲ့ကောင်ရှိတယ်ကွဲတာစနေမကြဖောက်ပြီးတော့အပုံရံလေးလောက်ပဲဖောက်နေတဲ့လူတွေရှိတယ်အဲဒါမှမဟုတ်ဘာပဲအခုဆိုလို့ရှိရင်မြန်မာပြည်မှာချစ်ဖောက်တဲ့လူတွေတော်တော်များလာပြီအများလာပေါ့အများကြီးတိုးတက်လာတယ်ဟိုအရင်ထိစားရေပေါ့နော်ဟိုအများကြီးတိုးတက်လာတယ်စနေကြလောက်လာတယ်လေဟုတ်တယ်အဲအဲ့ချိန်မှာဆိုလို့ရှိလို့ရှိရဒါအခုဒီခေဟောင်းအယူဆနဲ့ခေတဲ့အယူဆနှစ်ခုကိုကျွန်တော်အခုပြောပြမယ် အခုအနေနဲ့ဒါလေးနည်းသုံးသပ်ပေးပေါ့ပြောဟိုအာဒီကျွန်တော်တို့ဒီဟိုခင်ဟာအယူဆမှာဆိုလို့ရှိရင်တိုက်ကြည့်ဆိုတာပေါက်တယ်မကောင်းဘူးอืมပေါက်တယ်မကောင်းဘူးเนาะဘယ်နှပါစင်လောက်မကောင်းဘူးလဲဆိုတော့တချို့ဆိုပြောကြတာဆယ်ကောင်ပေါက်လို့ကိုးကောင်မကောင်းဘူးอืมတကောင်လောက်မဲ့ကောင်းရင်ကောင်းမယ်အဲအဲ့ဒါကန်ကောင်းပြီးကောင်းလို့ဒါပေမဲ့ခက်သစ်မှာကျတော့ဒီခက်သစ်ဘလီဒါတွေကကျတော့ ဒီကောက်လေးကတကယ်ကိုချစ်ကိုဟိုအရေခက်နဲ့မတူဘူးတကယ်ကိုစီးနဲ့ဇနေနဲ့ဖောက်လာတဲ့ခါကျတော့သူတို့မှလွယ်ကော့တွေရှိလာတယ်လွယ်ကော့တွေရှိလာတော့သူတို့ကဒီအယူဆတွေကိုချစ်ဆိုတာဟိုဒီဟိုဘယ်လိုပြောမလဲဆယ်ကောင်ပေါက်လို့ကိုးကောင်မကောင်ဘူးတစ်ကောင်ပဲကောင်လဲဆိုတာမျိုးသူတို့ကဒါမျိုးတွေကိုဟိုလက်မခံတော့ဘူးလက်မခံတော့ဘူးနဲ့သူတို့ကဘယ်လိုတွေချလာလဲဆိုတော့ချစ်ဆိုတာအာချစ်ဆိုတော့လူဖန်ပြီးဖန်ပြီးသလိုဖြစ်တဲ့တလိမ့်ဆန်လို့သူတို့ကယူဆလာကြတယ်ဗျာယူဆလာကြတော့လူရဲ့ဖန်ပြီးမှုကမူတည်ပြီးတော့ချစ်ဆိုတာဆယ်ကောင်ပေါက်ရေးဆယ်ကောင်လို့ ိုကောင်းတယ်ဆိုပြီးဆိုတဲ့ဟာမျိုးတွေပြောလာကြတယ်ဗောနော်ဒါပေမဲ့အဲ့လိုမျိုးပြောတဲ့ဟာလေးကြတော့သူတို့ကဘယ်လိုမျိုးဟိုတလိမ့်ဆန်ပဲလေဆယ်ကပေါက်ရတော့ဆယ်ကလုံးမကောင်းနိုင်ဘူးဆိုတော့သူတို့သိတာဗောနော်ပါစင်းလေးတော်တော်များများကောင်းကောင်းဟိုဘယ်လိုပြောမလဲဒီဒီအခုခက်မှာပေါ့ကွာအကျစ်ဆိုလို့ရှိလို့ရှိလို့ရှိရင်ကျွန်တော်တို့ဒီလွက်ကော့ရှိတဲ့ဟို bleeding consistency ရှိတဲ့ဟာမျိုးပေါ့ပေါ့အနောက်မျိုးရိုးလေးစက်လာကိုတိလွက်ကော့လုံးနိုင်တဲ့မျိုးရိုးတွေဖောက်လို့ရှိလို့ရှိရင်ပါစင်းနေရွာ80 90လောက်ဒီကောင်းနေဆိုတဲ့ဟာမျိုးလက်ခံလာကြတယ်ပေါ့နော်ဒါဆိုတော့ဒါအယူဆနှစ်ခုပေါ့ ဟုတ်အဲ့ဒါကအခုမြင်ရောအဲ့ဒါကဘယ်လိုလဲဆိုတော့ဟိုရှင်းယူဆပေါ့အဲ့ဒါသူတို့ကတွေ့တဲ့ချက်ဖောက်တာလေအာဒီချက်ကောင်းလဲဆိုရင်ဒီချက်ရဲ့အမေတော်လည်းကောင်းသူ့အဖို့ကျမတော်လည်းကောင်းသူတို့လိုက်ပါတယ်ပြီးတော့ဒီဘက်ကောင်းတဲ့ချက်တကောင်နဲ့ထပ်ဖောက်တယ်ဟုတ်အဓိကအဲ့ဒီမှာခွလန့်ခွက်ကသူတို့နှစ်ယောက်ရဲ့ခွလန့်ခွက်ကဒီတိုက်ဆိုင်မှုရှိလားဟုတ်လမ်းကြောင်းတူလားဥမာကွာအမိုက်နဲ့အလိမ္မာနဲ့ဖောက်မှာဆိုရင်ဒီချက်ရဲ့ ေါက်တဲ့ကလေးတွေကတော်တော်များများကောင်းမှုရတယ်နော်တော်တော်နေတယ်။ဟုတ်ပေါ့။ကိုစီဒီကဖောက်ရတာဟိုခွလန်းတူမျိုးပွဲပေါ့။ဟုတ်ကဲ့။အဲအဲ့လိုမျိုးဖောက်ရင်တော့ဟိုဘက်လည်းကျဖဘက်ကလည်း30လောက်ထိကောင်းလာတယ်။ကျမဘက်ကလည်း30လောက်ထိကောင်းလာဆိုကျကောင်းကောင်းတယ်။ဟုတ်ပေါ့။အကုန်မကောင်းရင်တော့ရှင်းရကန်တော့လောက်ပါလူလက်ခံတဲ့အနေအထားမျိုးဖြစ်တယ်။ဟုတ်ပါဘူး။ချက်ကဟုတ်ပါတော့။အဓိကတွေးမငြိမ်လို့ ဟိုကြက်ကြောင်နှစ်ကောင်ဖောက်လာမှများတယ်ဒိုးစီမှာ policy ကွာဒါဒိုးစီမှာလည်းမဟုတ်ရိုးရဲမှလည်းရှိတာပဲနော်နော်မီတို့ဘာလို့ဆိုရင်ဒါတို့မဖန်ပြီးတော့ဘူးကြက်ကြောဝယ်လိုက်တယ်ဟိုဘက်ကြက်ကြောနှမတွေအဲ့ဒါမျိုးတွေနဲ့တို့ကဖောက်တယ်ဖောက်ပြီးတော့တို့ကတိုက်တာပေါ့တို့ကရောင်းသားတာဟုတ်အဲ့ဒီအတွက်ကြောင့်သူ့မှာလည်းသူလက်ပြောခံရတာပဲသူ့မှာဟုတ်ဟုတ်အဲဒါမှဝယ်တဲ့လူတွေကဘာကိုဝယ်လဲဆိုသူစီကလိုချင်တဲ့သွေးတစားဒီသွေးလေးကိုလိုချင်တယ်ဒီကြက်ဖရဲ့ဒီခုတ်ကွက်လေးကောင်းတယ်အဲ့ဒါကိုလိုချင်တယ်အဲ့ဒါမျိုးတွေကိုလိုက်ဝယ်တာကြက်ကအများကြီးထည့်လို့မရအောင်ဖောင်းတယ်တခွက်ပဲထည့် no ဥမာနှုတ်ဒီမကောင်းတဲ့ကြက်ကိုဖောက်မယ်ဆိုနှုတ်ဒီကောင်းတဲ့ကြက်ဖောက်တာဖောက်လိုက်ကောင်းကောင်းလား no အဲဒါမျိုးအဗလာလေးလည်းကောင်းကျင်တယ်ကြက်ချွတ်လေးလည်းကောင်းကျင်တယ်အဲ့ဒါမျိုးရှောက်ထည့်တော့မကောင်းတော့သွားပြီ no ကြက်ဖောက်တာတစ်ခွက်ချင်းတစ်ခွက်ချင်းဖြည့်ရတာကြက်ကိုအဲ့လိုဖောက်နိုင်မှကောင်းတယ်နောက်အခုနောက်ပိုင်းဖောက်လာတဲ့စီမှာလူတွေကဘယ်လိုပြောမလဲဟိုအရန်လွယ်တယ်ကွာအရန်ကလို့မခတ်ဘူးအာမျိုးကြက်မဆိုလည်းရောင်းကြတယ်ဟိုတော့ဆိုကြက်မဆိုမရောင်းချက်စားတယ် no အမျိုးပြုတ်ကုန်လားအင်းအဲရောင်းကြတော့လွယ်တယ်20 30ညင်းနဲ့ကြက်မလည်းရဖို့လွယ်တယ် ခုနပြောတဲ့23တဲ့ဝယ်လွယ်တဲ့ကောင်းတဲ့ကြက်ဖားတွေလည်းရဖို့လွယ်တယ်အဲ့လိုမျိုးဖောက်တော့ရာခိုင်နှုန်းတော်တော်များကောင်းကြတယ်ဟုတ်ကဲ့အများကြီးပဲအကူလို့မှလက်တွေဝယ်ပြီးဖောက်တဲ့လူတွေကောင်းကြတာပဲဟုတ်အဲသူတို့မကောင်းဆိုတဲ့ဟာကိုသူတို့ကပြန်တွန်းလှန်နေတာပေါ့ကွာတော်တော်တော့လုံယူနေရတာပေါ့ဟုတ်ကဲ့ဒီဒိုးစီမှာအစွဲတွေရှိတာကိုရှေ့စွဲတွေအဲအဲ့အဲ့ဒါကြောင့်ခုနကကျေစွေစိတ်မကျေမရောရောက်ဘူးအဲကျက်မရောအောင်ဆိုအဲ့ဒါလေးကကြံ့ခဲ့ပြီအဲ့ဒါကောင်းတဲ့ကြက်ကိုကမျှပေးမျှပေးမှအဲ့လိုတဆင့်တဆင့်ညင်သွားမှာလေဟုတ်ကဲ့ ဲ့ဒါမှမင်းစီမှာနောက်ထပ်ထပ်ဝယ်ပဲအခုငါတို့ကြက်ရအောင်ဝယ်လို့ယူသိမ့်မများအောင်อืมအကုန်ဝယ်တာပဲသူတို့ဘာလို့သူတို့သူတို့လည်းထမင်းစားတာကွာချီစားတာပါမဟုတ်လားဟုတ်ကဲ့ဟုတ်တကယ်သူတို့လက်ခံနိုင်တဲ့အတိုင်းအတာရှိလို့ဝယ်ကြတာလေမရှိဘယ်ဆက်ဝယ်ဟုတ်အဲ့လိုမျိုးပေါ့อืมဒါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဟိုအရင်ခေတ်နဲ့ဒီအခုခေတ်တိုက်ရိုက်လောကကြီးကဟိုတိုးတက်မှုတွေရောအယူဆတွေရော ော်တော်မတူတော့ဘူး꽌တော်တော်꽌လဲနေပြီအများကြီး꽌တာပြီးလို့ရှိလို့ရှိရင်အခုဒါတိတာထင်ရှားတဲ့အခြေတစ်ခုဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာပြည်မှာဒါအခုအရေးတစ်ခက်ပေါ့နော်အင်းဟိုအခုအရေးတစ်ခက်မှာဟိုဟိုကျစ်ကျစ်ကိုဖောက်ပြီးတော့မှဗျာဒီကျစ်ဖတ်နဲ့ဒီကျစ်မှာဒါဒါတော့နာမည်ကြီးတာပဲဖြစ်ကောင်းတာဖြစ်ကွာတကယ်ကိုဟို professional တယောက်ကကျစ်ကိုဖောက်ပြီးတော့ဟိုဈေးခွေတစ်ခုအနေနဲ့တည့်ရောင်းတာပေါ့နော်ကျစ်ဟိုကျစ်ကလေး3လောက်တောင်လေးတစ်ကောင်နဲ့3သိန်းသိန်းရောင်းတဲ့ဈေးခွေတွေပေါ့အခုအရေးခက်မှာရှိခဲ့လာတာဗျာအာအရင်တော့ရှိဘူးဗျာ ်ဟုတ်သားခွဲဆိုတာငါတို့တောင်းတာမျိုးတောင်းရင်လို့သားခွဲပေးတာလေအညာမှာလည်းအဲ့လိုပဲကျမတွေကိုချက်စားလိုက်ရဆိုတာဟာလူတောင်းတော့ပတ်စံလည်းမရဘူးလေမရတော့မထားတော့ဘုံကြော်တော့လားတော့တော့ကြော်စားလို့ရတယ်ပြည့်ဆိုကြော်ပြီးရှိဘူးညာမှာကြော်လို့မမပါဘူးချက်စားတဲ့လူတော့မမပါဘူးတန်တန်ကြီးမှမရတန်တန်ကြီးမရတော့လို့ပြအခုကြာတော့မဟုတ်ဘူးခုနပြောတဲ့ဈေးခွက်တစ်ခုဖြစ်လာတယ်ဟုတ်ကဲ့ဟို online လောကပေါ့ဒါ online ကိုကြည့်သူတင်ရမယ်ဟုတ်ကဲ့ online မှာဖြစ်လာတော့တချို့ရွက်ပုံကြီး ဝါသနာရှင်တွေရှိတယ်လူသိခံလို့မရတာဟာတွေပေါ့ကွာဟုတ်ကဲ့ရာလူကြီးတော်လည်းကောင်းဆရာဝန်တော်လည်းကောင်းအဲ့လိုပေါ့အင်ဂျင်နီယာတော်သူတို့လူသိခံလို့မရအောင်ဒါတွေကအွန်လိုင်းအနေနဲ့သူတို့ကြည့်ရတယ်အွန်လိုင်း fee ပေါ့ကွာအဲ့ဒီ fee ပဲသူတို့ခံရတယ်အဲသူတို့တွေလည်းဒီအွန်လိုင်း kit ပေါ်လာတဲ့အချိန်မှာသူတို့တွေလည်းဝါသနာတွေကအုံကြွလာတော့ဟုတ်ကဲ့ဟိုဟိုလှုပ်လို့ရလာတာပေါ့သူတို့ကအခွင့်အရေးပေါ့အဲ့ဒါဆိုတော့ဝါသနာရှင်တွေလည်းပုံများလာတယ်လို့ဈေးကွက်လည်းပုံကျပြန်လာဟုတ်တယ်အဲ့ဒါဆိုတော့ ဟိုရောင်းကြတော့ဖောက်ပြီးရောင်းတဲ့လူတွေလည်းသူ့အနေနဲ့သူတော့အစည်းအဝေးမဖြစ်တော့အဆင်ပြေကြတော့ပေါ့ဟုတ်ကဲ့ပေါ့อืมဒါဆိုလို့ရှိရင်ဒါအရင်တော့ဆိုလို့ရှိရင်တိုက်ကျင်းနဲ့ပတ်သက်ပြီးတော့ကြင်မွေးပြီးတော့ရက်တီလို့မရဘူးဆိုတဲ့ခက်ကနေပြီးတော့တိုက်ကျင်းမွေးပြီးတော့ရက်တီလို့ရတယ်ဆိုတဲ့ခက်ကိုပြောင်းလာတာပေါ့နော်ဟာပြောင်းလာပေါ့ဒါဆိုဒီကြက်နဲ့ရက်တီတာတော်တော်ကြာပါပြီအခုတနစ်ကိုအခုတနစ်ကိုကြိဘလောက်လောက်ရောင်းရလဲတနစ်မဟုတ်တလောက်ပြန်ပြခြင်းမေး400နဲ့500ရတော့ရှိတယ်ထင်တယ်ဟုတ်ကဲ့ပေါ့400နဲ့500ဆိုလို့ရှိလို့ရှိရင် လို့ငါရဆိုလို့တနေ့ကို6ထားလာတော့ရာ400ပဲတော့ကွာ400ပဲဆိုတော့4 5 9000 948ပေါ့အဲအဲ့လောက်တော့ရာတော့ဟုတ်အိုးအိုးပါပါကျွန်တော်အတိတ်တငယ်ရေးထမ်းပါလေတလောက်ဒိတ်တိယနေရရောင်းနေတဲ့လူတွေအများကြီးပါဟာရှိတာပေါ့ဟုတ်ကဲ့ပေါ့ပြန်လာကိုမသိတဲ့လူတွေအများကြီးပဲလေလုံနေတာဒါပေါ့ဒါပေါ့သိတဲ့ဆိုတာလည်းငါတို့လည်းအကုန်မသိနိုင်ဘူးအခုချိန်ကြီးလည်းဒီကျန်တဲ့ဘက်တိုင်းလေးလာနေတော့ဘုံပဲဟိုလူများနဲ့ဆိုင်တော့နည်းနည်းလေးပို့တိသွားတာပေါ့ကွာ ဟုတ်ကဲ့အဲ့ဒါတော့ပဲရှိတယ်အစအဆုံးကကြည်ရတဲ့အထီကတော့ဘယ်သူမှမသိနိုင်ဘူးတော်တော်တခုတည်းနောက်တစ်ခုအစ်စ်ပေါ်လာတာပဲဟုတ်တယ်ဘာလို့အတက်အပြစ်စီတွေဆိုတော့ဟိုအများကြီးကွာယောဂါအစဟိုကိုမသိတဲ့ယောဂါတွေကိုမမြင်ဘူးတဲ့ဟာတွေအစ်စ်စမ်းနေဖြစ်လာလीဟုတ်ကဲ့ကျက်ဆိုလဲလို့ပဲယူရီးယားဖန်ပြီးတယ်ဘယ်လိုလုပ်အာဒီကျက်ကကြောပဲထူရမယ်ကြောပဲထူရမယ်ဒီကျက်သဘေခိုကြောပဲထူတာပဲဟုတ်ပါသူတို့ကအဲ့လိုဖြစ်အောင်ဖန်ပြီးတာလीအဲ့လိုပဲဒီဗမာခွလန်ခွက်ကွက်မှာဆိုလဲဘယ်လိုဟာတွေပေါ်လာလို့သူတို့ကအမြဲဖန်ပြီးနေတာ ကိုယ်ဒီမှာမလုံနိုင်ဘူးလေတူတက်လာသူတို့ဆိုစစ်ချင်းတူတက်လာတော့တူတက်လာတော့လောခဲအဲဒီချက်ကိုပြောချင်တာအဲ့ဒီချက်ကသူကလူလိုတိုင်းတင်လို့မရအောင်อืมသူရဲ့ jeans မှာတွေပါပြီးသားဒီဗလာကောင်းတဲ့ကြက်ဆိုရင်သူ့နဲ့ဖောက်ရင်ဗလာကောင်းမယ်။အာနှုတ်ဒီကောင်းတဲ့ကြက်ဆိုဖောက်ရင်နှုတ်ဒီကောင်းမယ်။ကြက်ရှော့ကောင်းရင်ကြက်ရှော့ကောင်းမယ်။အဲ့ဒါသူ့ဂျင်းမှာပါပြီလား။အဲ့ဒီဂျင်းမှာဒီကောင်းရဲ့ဒီကြက်ဖဖောက်ကြက်ရွေးတယ်ဆိုတာအဲ့ဒါ။ဒီကြက်ဖတဲ့ကောင်ကဒီသူ့ဂျင်းကသူ့သားပြီးမှပေါ်နိုင်လားမပေါ်နိုင်လို့ မပေါ်နိုင်ဘူးလားဆိုအဲ့ဒါ breeder ရဲ့အခြေအချင်းပဲတော်ပါဘူးဒီခုတ်ကွက်ကဒီအထိသွားနိုင်လားဆိုတော့မစဉ်းစားနိုင်ကြက်ဖောက်လို့အဆင်မပြေဘူးတော်ပါဘူးအဲ့ဒါအဲ့ဒါမေးပဲကြက်ဖောက်လို့ဆိုအရင်မခက်ဘူးအဲ့ဒါကိုမတိပဲနဲ့စွတ်ဖောက်နေတော့လည်းခက်နေမှာပဲတော်ပါဘူးအဲ့လိုမျိုးပေါ့ခိုင်လိုင်းလေးနည်းနည်းလို့တာပေါ့ခိုင်လိုင်းပေါ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ့ကိုယ်အတွေ့အကြုံပေါ့အတွေ့အကြုံဆုံးဖြတ်ချက်ဟာမတိမေးကွာချက်စရာမှမလိုလားတတ်တဲ့လူကတင်ပေးရတာပဲ အခုခေတော့တော့မတင်ဘူးဆရာသားချမ်းတယ်အခုကတော့ငါတို့ကမချမ်းဘူးတီလည်းယူအောင်လို့မရဘူးကွာဟုတ်ကဲ့တီသလောက်တော့လူတိုင်းကိုပြောပြတာပဲဟုတ်ကဲ့ငါမပြောဘူးတဲ့လူမဖြေဘူးတဲ့လူကမရှိသလောက်ပဲမှန်တယ်ကွာအကုန်ဖြေတယ်อืมပြောပြတယ်ဘာလို့ဒါကိုလည်းတတ်နိုင်တဲ့ဘန်းနဲ့ဒီလောကအောင်မြင့်တင်နေတာပဲကွာဟုတ်ကဲ့ဒီလိုပဲအားလုံးပေါ်မှာလည်းဟိုငါအလုံးမအားလို့ချက်ချင်းပြတ်မဖြေနိုင်တာပဲရှိမယ်အချိန်တိုင်းပြတ်ဖြေပြတာပဲဟုတ်ကဲ့อืมအဲ့လိုပေါ့